မင်္ဂလာပါဗျာအားလုံးကြောင်းပါစေချမ်းသာပါစေဘာရဲကိုမြန်နာမယ်ဘိုင်းကိုတကြလို့အားလုံးပျော်ရွှင်ပါစေကျောက်ကိုဘာကြီးစုံကောင်းတောင်းပါနဲ့ဒီနေ့က28ရက်10လ2025ပေါ့နော်ဒါဘာကြီးသိရှိသမျှတရင်အကြောင်းအရာလေးတွေကိုပြန်လည်း share နဲ့မျှဝေပေးတဲ့အစီအစဉ်မှာအခုဘာကြီးပြောပါမယ်မနေ့ကတော့ဒီကျွန်တော်ဘဝကဖုန်းအောင်ဝင်လာတာနဲ့ဒီကနေ့ဖုန်းအောင်မှာနံမတူမှအဲမတူပြီးမှကင်းနေတဲ့ချင်းမတူပြီးဘာမှအဲမတူပြီးဘာမှကင်းနေတဲ့ဟာကိုကျွန်တော်လှမ်းပြလိုက်တဲ့အချိန်မှာ မင်းလမ်းပြီးတော့ကွာဝင်လာတော့ကျွန်တော်လမ်းမြင်ပြီးတော့မတူဘူးဆိုပြီးတော့ပြောမိလိုက်တာမနေ့ကအဲအဲနတ်မတူဘူးမတူဘူးဆိုပြီးတော့ပြောလိုက်တာအဲမိုးတေကိုရောက်နေတယ်တောင်တော်ဆက်ကြောင်းသွားဆိုအဲ့ဒါမတူဘူးအီမိုးတေမတူဘူးရောက်နေမိုးတေဆိုပြီးတော့အဲ့လိုပြောတာမှားပါတယ်အဲ့ဒါလေ sorry ပါဗျာနော်ဖောက်တူပဲဆိုတာရဲ့ကျွန်တော်အဲ့မှာတောက်ဆောက်ပြောရှမ်းမြောက်ပိုင်းနော်အဲရှမ်းမြောက်ပိုင်းဒီနတ်မတူမှာတောင်တော်ကအာနတ်မတူဆက်ကြောင်းတူတဲ့အချိန်မှာ ဒီမုတ်တေကြီးရွာမှာအထိုင်ချပြီးတော့တောက်လျှောက်တက်တော့က drone တွေနဲ့လက်နက်ကြီးတွေနဲ့လေချောင်းပစ်ကူတွေနဲ့တောက်လျှောက်ရှင်းနေနေတယ်ပြီးတော့အဲ့ဒီမှာလည်းပဲမန်နီကြီးရွာကိုလည်းပစ်တူတယ်ပစ်တူတဲ့ညမှာဒါ drone မိုးတွေနဲ့တောက်လျှောက်ရွာလေဒီနေ့လည်းပဲခိုးလေးတကောင်အဲ့လိုပဲချတယ်တက်တော့ကဒါဒီပဲဟိုနေဘက်ကိုရှင်းတာပေါ့နော်နံပါတ်2ဘက်ကိုစစ်ကြောင်းတို့ရှင်းနေတာရှိတယ်ဈာမှရှိတဲ့ရွာတွေမှာလည်းပွဲတွေကလည်း တခါတခါချလက်နက်ကြီးနဲ့ပြုံးနေသူတို့အထိုင်ယူထားတဲ့ဒီမန်နီချီရောက်ဘက်မှာလည်းတမ်တော်ကအမုံတုတ်ရှင်းနေတာကိုတွေ့ရတယ်နော်ပလောင်နေတဲ့အဲ့မှာတော်တော်များများတည်တယ်တော်တော်များများတည်တယ်နော်အဲ့ဒါလေးတော့ကျွန်တော်ပြောပြရစီနော်ဒီဒီနန်းခန့်ဒီပါဝါစီဆိုင်မှာလည်းပဲခုချိန်ကြီးအဲ့ပလောင်လေးရှိနေတုံးပဲအဲ့ပတ်ချလဲဟာသူအကုန်လုံးကအဲ့ဘက်ကဆုတ်ပြေးလာတာဖြစ်ပဲဒီနေ့ဒီဒီနေ့ဒီမနေ့ကလည်းတနေ့ကိုပတ်မှုနေကြတာကိုကျွန်တော်တို့တွေ့ရတယ်နော် ဒါလေးကိုတက်မတော်နေနေနဲ့တတိထားဖို့လိုအပ်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့အဲနောက်တစ်ခုမတရားမှာမတရားမှာဒီတပြေချောင်းအကြမ်းဖက်စခန်းကိုဟိုဗစ်ထုချတာစတုံးကအဲ့မှာပွဲချင်းမီးတည်တယ်လို့ကျွန်တော်ကြားတယ်။ကိုရောက်တော့ကတော့ဒဏ်ရတယ်။အဲ့မှာ PD ကအများကြီးတည်တယ်လို့ကျွန်တော်တို့ကြားရတယ်။နော်။ဘလောင်လည်းပါတယ်လို့ကြားရတယ်။အဲ့တော့အဲ့ဒီတပြေချောင်းမှာဒါဖစ်ထုရှင်းနေလိုက်တာလည်းရတယ်။ အဲမဆိုးတော်တော်ကောင်းတယ်လို့ကျွန်တော်အနေနဲ့အဲသုံးသပ်လို့ရတယ်တော်တော်ကောင်းတယ်အဲ့တပီးအေးကျောင်းမှာရှိရဂျာဘက်စကန်ကိုဖစ်ထူလိုက်တာနောက်တစ်ခုဒီဘက်မိုးမိတ်ပေါ့မိုးမိတ်မှာဆိုရင်မကြီးမင်းကြီးရွာကိုတန့်တော်ကဘုံကျဲရှင်းလင်းတာရှိတယ်အကျဘက်ရှိတဲ့နေရာလေးကိုရှင်းလင်းလိုက်တဲ့နေရာမှာသူကပုံမှန်ထုံးစံအတိုင်းလှုပ်ရွလှုပ်စင်လှုပ်တာကိုတွေ့ရတယ်နံပါတ်1အဲ့မှာချတယ်ချတော့အဲ့မှာသူတို့အဲပထမ တည်တဲ့သူတွေပေါ့ဗျာ၄၅၀ရောက်လောက်ရှိမှတည်တဲ့သူတွေကိုလာကောက်နောက်တူကြတော့မှတော်တော်တည်သွားတာအဲ့မှာ35ရောက်လောက်တည်တန်ရတဲ့လူကလည်း16ရောက်လောက်ရှိတယ်လို့ကြားတယ်အဲ့ကောင်းကောင်းကြွေးရအဲ့တော့တောင်းတော့အခုကချရင်အဲ့လိုပထမတလုံးခဏနားလိုက်တယ်နောက်တလုံးအဲ့လိုမျိုးပေါ့ပထမတလုံးနောက်နှလုံးပထမ900ဆိုနောက်250နှလုံးဆိုပထမ250တလုံးလောက်စကြွေးလိုက်တယ်လာကောက်တဲ့အချိန်မှာ900တလုံးနှလုံးအဲ့လိုမျိုးတွေကြွေးတာကိုတွေ့ရတယ် ဲ့တော့မိုးမိတ်တို့လည်းမတရားတို့လည်းကောင်းကောင်းခန့်လစ်နေကြပြီအကြက်ဘက်တွေတော်တော်အကြက်ဘက်တွေတော်တော်ကိုလစ်နေကြပြီတလို့ပဲကျွန်တော်ပြောလို့ရတယ်အဲဒီလိုပဲဒီဘက်ဆိုနဲ့ချင်းကူဒီပဲတော့ဘုံနဲ့အဲပတ်လည်ရချားမှာရှိတယ်ကောင်းဆက်တာစီဆိုင်ရှိရမှာအဲကောင်းဆက်တာစီဆိုင်နဲ့လူစီကားနဲ့ဆိုင်တာအဲ့မှာလည်းပဲတပ်မတော်ကဗစ်တူရှင်နဲ့နိုင်တဲ့နေရာမှာစက်ခွန်တော်ဦးတော်တည်တယ်လို့ကျွန်တော်ကြားသိရတာရှိတယ်နော်အခုတော့တပ်မတော်ကစစ်ကြောင်းတွေကဘလို့ထိုးတယ်လဲဆိုဒီ မြင်းကြံတို့တောင်သာတို့နထိုးကြီးတို့စင်ကူတို့မတရားတို့တပိတ်ချင်းတို့ဒီမိုးကုတ်ကုတ်ပေါ်တက်မဲ့လမ်းကြောင်းတွေတောက်လျှောက်ဟိုဘက်ဒီဘက်ဒီအကုန်လုံးကိုပတ်ချလဲဒါစကြောင်းတို့ရှင်းနေနေတာတွေ့ရတယ်။ဒါမိုးကုတ်ဘက်ကိုတက်မဲ့နေရဆိုလဲပဲဒီအနည်းမှာကျွန်တော်ပြောမယ်ဆိုဗျာဒီမတရားတို့တပိတ်ချင်းတို့เนาะဒီချောင်းတို့ဒီတောက်လျှောက်တောက်လျှောက်ကိုတက်မတော်ကအာနေမြေရှင်းစကြောင်းတို့ရှင်းနေနေတာဆိုရင် အကြမ်းဖက်တွေကုံတလောက်တော့ဖြစ်နေပြီ။ နည်းနည်းပပရရပဲရှိတော့တယ်လို့ကျွန်တော်နေနဲ့ကြားသိရတာရှိတယ်နော်နောက်စကိုင်းကလေးမျိုးမှာကလေးပေါ့ဗျာစကိုင်းတိုင်းကလေးမျိုးကလေးရဲ့တမှုရဲ့ဂန်ငေါ်ရဲ့အဲဒီလမ်းမကိုတတ်မလို့စကြောင်းထိုးနေတယ်မလားစကြောင်းထိုးပြီးရှင်းနေနေတဲ့နေရာမှာဒီတာယာကူးနဲ့ကြောင်ကြောင်ရွာကြီးကြားမှာပွဲကတယ်အဲဒီပွဲကတော့ PDF တွေတော်တော်များများတည်တယ်ဗျတော်တော် PDF တွေတော်တော်များတည်တယ်ပြီးတော့အဲ့ဒီမှာစိတ် ဟိုလေချောင်းတွေကလည်းကောင်းကောင်းကောင်းကျွေးတယ်လက်နက်ကြီးတွေကလည်းကောင်းကောင်းကျွေးတယ်ဒရုန်းတွေကလည်းကောင်းကောင်းကျွေးတယ် PDF တွေတော်တော်များများတည်တယ်အဲ PDF တွေတော်တော်များပြီးတွင်းချောင်းရွာအာကိုတက်မလောက်ကဝင်ရောက်ထိန်းသိမ်းစီးနင်းလိုက်ပြီစီးနင်းလိုက်ပြီဆိုတော့အဲ့မှာလည်းပဲအကျန်းဖက်တွေရှိတဲ့ရွာလေအကျန်းဖက်တွေရှိတာလေးကိုတက်မလောက်ကကောင်းကောင်းဆုံးပါတယ်ဘုံတိုင်းချပြစ်တယ်အဲပိုးဆိုးဝက်ဆက်လစ်တယ်ဒီကောင်လေးတော်တော်ပြေးတယ်နောက်ကျောင်းလည်းမကြောက်သေးတယ်ဒီကောင်လေးလည်းအဲ့လိုမျိုးရှိတယ် နောက်တစ်ခုကျွန်တော်တို့ဝက်လက်ဘက်ကိုပြောမှဆိုဒီဝက်လက်အနောက်ချမ်းမှာရှိတယ်ဗျာဝက်လက်အနောက်ချမ်းမှာရှိတယ်ဝက်လက်ရွာသားကြီးလမ်းပိုင်းပေါ့အဲ့လမ်းပိုင်းမှာရှိတဲ့အကြမ်းဖက်တွေကိုတပ်မတော်ကဗစ်တုရှင်းနေလိုက်ဒါဗစ်တုရှင်းနေတယ်ပေါ့အဲဘလောက်တောင်ကျဲတယ်လဲဆိုလို့ရှင်အလုံးက90နီပါလောက်ကိုကျဲတယ်လို့ကျွန်တော်အနေနဲ့ကြားသိရတာရှိတယ်တည်တာတော့ပြောအောင်အနေနဲ့တတ်တော့ကိုလဲနေကြတာပဲအဲ့ဒီဝက်လက်ဘက်က ရွာတိုင်းလမ်းပိုင်းမှာရှိတဲ့အကြံဖတ်တွေကလမ်းမှာလည်းပဲသူတို့စက်ကြီးကောက်တဲ့နေရာလေးဘာညာရှိမှာပေါ့အဲ့ဒါလေးအဲ့နေရာလေးကိုတပ်မတော်ကအခုဒေါချောက်နေနေရှင်းနေတင်နေတော့အဲဝက်နေနေရှင်းနေတဲ့အာပေါ့အကြံဖတ်တွေကိုအကြံဖတ်တိုင်းအဲနှိတ်ကုတ်နေရလို့ကျွန်တော်နေနေမြင်ရတယ်။ဘာလို့ဆိုတော့အလုံး90အထက်ကိုကျဲချတော့တည်တဲ့နောက်ကတော့ဘလောက်တည်မှတွတ်တာကြည့်တော့ဘုံကအလကားကျဲတာမဟုတ်ဘူး။ပျော်လို့တော့ကျဲတာမဟုတ်ဘူး။ အကြမ်းဖက်ကိုရှင်းရတာနိုင်ငံတော်ရဲ့ငွေကြေးတွေနဲ့ကုန်ကြခံပြီးရှင်းရတာဖြစ်တဲ့အတွက်အကြမ်းဖက်တွေတော်တော်သေးတယ်လို့ပဲကျွန်တော်အနေနဲ့ပြောရမှာနောက်မကွေးတိုင်းဒီဘက်ပခုတ်ကူဘက်ပေါ့မကွေးတို့ပခုတ်ကူတို့ဘက်မှာကျွန်တော်ဥဟာယမလားဥဟာတဝါလားဥဟာယမလားအဲအဲ့ရှားတော့ပြည်သူစစ်ဥဆောင်ပြီးတော့ဒါအာနေမီရှင်းနေနေမီရှင်းနေနေမီရှင်းတော့ဒီ PI ရွာရဲ့အကြမ်းဖက်စခန်းကိုဒါတပ်မတော်က အာလက်နဲ့ကြီးတွေနဲ့ဆုံးပါလေအဲ့ဒီမှာအကြမ်းဖက်စကန်နေလဲတည်တယ်ပေါ့နော်ပြီးတော့ဒီပြည်သူစစ်နဲ့တက်နေနေမြေရှင်းတဲ့နေရာမှာလဲအဲတော်တော်ကြီးကိုထထရောက်ရောက်ရှိတယ်တော်တော်ကြီးကိုထထရောက်ရှိတယ်အဲရေလာကြီးတို့ထန်းတပင်တို့ဖောင်ကြောင်းတို့ဖောင်ခွဲတို့ရေမြတ်တို့ဒီပြိုင်ရွာတို့ရွာသားအေးတို့မြေပတောင်းတို့ဒါမျိုးပေါ့နော်ဒါမျိုးတွေရှိတဲ့ရွာတွေကိုတပ်မတော်ကနေပြီးတော့မှဒါတပ်မတော်နဲ့ဒီဟိုဥက္ကယမပေါ့နော်သူတို့ရဲ့ပြည်သူ့စစ်အဖွဲ့တွေနဲ့ ါကောင်းကောင်းတိုက်ထုတ်ဒါအကြံဖက်တွေတော်တော်များများတည်ကုန်တယ်လို့တည်ကြည့်တယ်အောင်ကျွန်တော်တို့ကြားသိရတယ်တောင်းအောင်ဘက်ကတော့ပေးချက်မှုမရှိဘီသူစစ်တွေဘက်ကလည်းပေးချက်မှုမရှိဘီသူစစ်လူအင်အားလည်းရာကြော်ပိုင်းနောက်ကိုတော်တော်ပါတယ်လို့ပြောတယ်တော်တော်ကောင်းကောင်းမော်မော်ကိုဒါစနစ်တကျတပ်မတော်နဲ့လက်တွေတပ်မတော်နဲ့တည်သူစစ်တွေနဲ့ကြကြနနနိုင်နေရှင်းအောင်တွေ့ရပြီးတော့အဲပြည်သူစစ်နဲ့ဆိုတော့ဒီဟိုဘက်မှာဆိုမြင်းကြံနဲ့ထိုးကြီးတောင်သာဘက်မှာဆိုတော့မတ်တီတာယူမော်လုံးကတော်တော်ဆွာတဲ့နေရာဖြစ်တယ် နော်မိုက်ခဲတို့တော့ထွက်ပြေးပြီးတော့ဟိုမှာငါစီတို့နဲ့အလူတွေတောင်ခံနေရတာတွေ့တယ်ဟုတ်လားဒါလည်းတော့သူတို့အတွက်စီးပွားပဲဖြစ်တော့မှာပါအဲ့ဒါတိုက်ပွဲနဲ့သူတို့ကမလုံဆောင်နိုင်တော့ဘူးအားလုံးနဲ့ဆုပ်ပြတ်တိုက်တိကုန်တမန်တော်ကလည်းပဲတောက်လျှောက်ကျွေးနေတာဖြစ်တာပေါ့ဒီပေါက်တို့ပေါက်အနောက်ဘက်ကျမ်းမာကြီးကပုံနှောင်းတောင်လာအဲ့တောင်တကြောလုံးကိုကဖဲထုတာမနေ့ကဆိုအလုံး၄၀ကျော်လောက်ထုကြတာဒီပေါက်နဲ့ထီးလေးနဲ့အဆက်မှရှိတယ်ပေါ့ပုံနှောင်းတောင် အဲ့မှာရှိတဲ့အကြမ်းဖက်တွေကအမြင်တမ်းသွားစုတယ်စုတဲ့အချိန်မှာတမလို့ကအဲ့ကြောတွေကိုအမြင်တမ်းရှင်းလိုက်တဲ့ခါကျတော့အဲ့ဒီတဒေါလုံးသေးရတာပေါ့နော်တဒေါလုံးသေးကြတာပေါ့အဲ့တော့မြင်းကျန်တို့ကြီးနောင်ဟိုအစင်ကူတို့တပိချင်းတို့မတရားတို့ပေါ့တို့ဒီစိတ်ဖြူတို့စနေဒါတွေကအာပြည်သူစစ်တွေနဲ့လည်းတွဲပြီးတော့တမလို့ကလည်းကောင်းကောင်းတုံနေတာဆိုတော့သူတို့အသေးများတာပဲရှိတယ်အခုကတော့သူတို့ရာသလောက်ငွေကြေးယူပြီးတော့အေးစစ်စစ်နှက်တော့မဲ့ပုံစံမျိုးတော့ရှိတာပေါ့နော် တိုက်ပွဲဖော်ဆောင်တည်ဖို့ပဲရှိတာလေသူတို့တည်ပြီးသားပဲဟုတ်တယ်မဟာအဲ့တော့အဲဘယ်လိုပြောရမလဲအိန္ဒိယဘတ်နသိန်းအောင်ရတယ်လို့တော့ကျွန်တော်ကြားသိရပါတယ်ဒီငစီနဲ့အစီနဲ့ဒီမိုက်ခဲနဲ့လားသူတို့ဒါជីတံမို့အလူခံတယ်ပေါ့ဗျာအလူခံယူမှတိုက်နေတဲ့ပတ်စံနေဗျာတောင်းတော့ဗုံးတော့လုံးလုံးကျဲချလိုက်တယ်အုံတိုင်ကွမ်းဆိုပြေကုန်ရတာလေဟုတ်လားတလောက်ထိမှအတိတရားဉာဏ်ပညာမရှိရင်တော့ကျွန်တော်တို့လည်းဒါမပြောတတ်တော့ဘူးเนาะကျွန်တော်တို့ကတော့ စွဲခေါ်တယ်ဆိုတာကတိုင်းပြည်မှာလူကိုမြန်မာလူမျိုးအခြေအနေမတည်ကြမတည်ကြအောင်เนาะပြီးတော့သူတို့ဒီတိုက်နေတဲ့ဥစ္စာဘလို့အဖွဲ့ကြီးတွေနဲ့ဘလို့တွေတိုက်နေလဲတော့မသိဘူးဘယ်ဟာတွေဘလို့တွေခံချက်တွေနဲ့တိုက်နေမလဲတောင်တော်ကိုတိုက်နေဆိုတော့တောင်တော်ကလည်းတယောက်တူပိုင်တာလည်းမဟုတ်ဘူးတနိုင်ငံလုံးပိုင်နေတယ်တောင်လူပေါင်းစုံဟိုတိုင်းနာတိုင်းနာပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့တောင်တော်ကိုတိုက်မယ်ဆိုတော့လည်းပဲ အဲစဉ်းစားရလဲတော်တော်ကြက်တယ်အဲ့ဒါကိုလည်းပဲအဲ့မှာကအာပတ်စံပေးနေတဲ့သူတွေလည်းပဲကျွန်တော်တို့သဘောတော့ကြပါတယ်သူတို့ရဲ့အတိခအတရာအတွေးခေါ်တဲ့နိုင်ငံကိုဖျက်ဖို့ကိုလူအင်အားတော်တော်များများနိုင်ငံတကာကိုရောက်နေတယ်ဆိုတော့ကိုကျွန်တော်တို့မြင်တွေ့ရတာပေါ့ဗျာနော်တိုင်းကြီးကိုချစ်တဲ့သူတွေကတိုင်းကြီးထဲမှာနေပြီးတော့အဲတချို့ကျတော့ကိုယ့်ရဲ့ဇာဝင်နေတောင်သွားတာရှိတယ်ဒီနိုင်ငံဖျက်တဲ့သူတွေကိုပဲပြောတာပါနော်နိုင်ငံခြားမှာနေတဲ့သူတွေကနိုင်ငံချစ်တဲ့သူတွေကအများကြီးရှိပါတယ်နိုင်ငံဖျက်တဲ့သူတွေကအများကြီးရှိပါတယ် ဲ့တော့နိုင်ငံဖြတ်တဲ့သူတွေကိုပဲကျွန်တော်ပြောတာဖြစ်တယ်။နောက်ဒီ safe view ဇလင်းဘက်မှာဆိုလို့ရှိရင်လမ်းပိုင်းတွေမှာနေမြင်တွေရှင်းနေတယ်ပွဲတွေကနေတာတွေ့ရတယ်။ကလေးမျိုးတွေဘက်မှာလည်းပဲဒီလိုပဲပွဲတွေကနေတာကိုကျွန်တော်တွေ့ရတယ်နော်။နောက်ကဇလင်းကြီးမှာဆိုလို့ရှိရင်စားလင်းကြီးပေါ့ဗျာအဲ့မှာရေခါရွာမှာအကြက်ဘက်ကောင်းဆောင်မဲကြီးဆိုတဲ့အိမ်ကိုဒါမဲကြီးအိမ်အပါအဝင်ပေါ့ဗျာတောက်တော့ကဒါဒီနေ့အဲပါမဒိုင်ကိုဘရိုင်းနဲ့ ဲတိတ်တကြဗစ်ထုရှင်းနေလိုက်တာဗစ်ရှင်းလုံးလုံးထုချရလို့ကြာတိရတယ်မိပါသွားမပါသွားတော့မသိဘူးအဲ့မှာတော့တော်တော်များများတေကုန်တယ်အိမ်ကြီးပျက်စီးကုန်တော့တွေ့ရတယ်အဲဒီဘက်ကတောင်းတော်ကဒီဘက်အဲ့မှာဆိုအောင်ချမ်းပါလေအောင်ချမ်းစီရွာလာအညာဝင်းရွာလို့လားအဲ့ဘက်ဒီနေနေရှင်းနေဒီဘက်ကျွန်တော်တို့ဟိုနေဂျီနီစီမံကိန်းဘက်ကနေမှာလက်ဘောင်းတော့ဂျီနီစီမံကိန်းဘက်ကနေမှာတက်တဲ့အထိုင်ကနေတော့တောက်လျှောက်အဲ့တတော်လုံးစနေကြီးတတော်လုံးကိုဟိုနေနေရှင်းနေတာတွေ့တယ် အဲ့မှာလည်းပဲအကျန်းဖက်အဲ့ကောင်းဆောင်မဲကြီးဆိုတော့နာမည်ကြီးပေါ့နော်နာမည်ကြီးပေါ့သူကဆက်ကြီးကောက်တယ်အဲငွေကြီးကောက်တယ်မတိုင်းကျင်းတဲ့လူတက်တယ်ဒီလိုကောင်ပေါ့ဒီလိုကောင်နာမည်ကြီးကောက်ပေါ့အဲ့တော့တမလောင်ကတေချာတော့ရောက်ရှင်းနေတာရှိတယ်ဒါမဲ့ဒါဟိုမပြီးမချင်းတော့ရှင်းရမယ်အနေထားလေးပေါ့ကျွန်တော်ပြောချင်တာဒီဘိုင်းနေရနော်နောက်ကျွန်တော်တို့ဗမော်ဘက်မှာပေါ့ဗမော်အဲဗမောက်ပဲပြောမယ်ဗျဗမော်ပြီးမှပြောတော့ဒီဘက်တတော်လုံးပြတ်သွားဗမောက်မှာက နကရရွာကိုဟိုတပ်မတော်နဲ့ဟိုဒီရှမ်းပေါ့ဗျာတအဲအဒီပီပူးစစ်ကအပေါင်းပြီးတော့နေမီရှင်းတယ်နေမီရှင်းတယ်နေမီရှင်းတဲ့အခါကျတော့ဟိုနေနဲ့ဆိုတော့ဗမောက်နဲ့ဆိုတော့တမိုင်လောက်ပဲလိုတော့တယ်လို့ကျွန်တော်တို့ကြားသိရတယ် ဒါတမန်တော့ဆိုလှမ်းကြည့်မြင်နေပြီပေါ့အကျန်းဖက်တွေကလည်းအထဲမှာအာသူတို့အစိုးရရန်နေရယုံနေပါညာအကုန်မိဘချေပေါ်သူတို့ထုံးစံတိုင်းမှာသူတို့ယူပြီးသွားတဲ့ပစ္စည်းတွေထုတ်ယူတယ်ယူပြီးသွားလို့အခွန်လေးကြမ်းမီးရှို့တယ်အဲဒါမျိုးလေးပေါ့ပြီးလို့ချင်းဒီဘက်ကတပ်ဘက်ကနေပြီးတော့ဒါမီးလောင်ပုံးတွေချလို့ drone တွေနဲ့ချလို့ပါလို့ညာလို့ပေါ့အဓိကတော့အကျန်းဘက်ကတော့အကျန်းဘက်တခိုးကတခိုးဓမြဓမြပေါ့သူတို့ကွာသွားတာနော်အဲ့မှာမြစ်တဲ့ချင်းကြေးရွာကိုတပ်မတော်ကဒါလေချောင်းရဖစ်ထူတာရှိတယ် ဲ့ဒီမှာ KIN နဲ့ဟို PDF တွေတော်တော်များများတည်တယ်လို့ကျွန်တော်ကြားသိအယောက်20အထက်ကိုတည်ကုန်တယ်လို့ကြားသိရတယ်เนาะအဲ20လဲကြော်လဲကြော်ပဲပေါ့ဒါတော့အတိအကျတော့မသိဘူးကျွန်တော်တို့ကြားသိတဲ့လောက်ပဲပြောပြတာအဲ့ဒီမှာ fit to ကြားလဲဆိုတော့တမောင်ကတောက်ချောင်းတွေပဲဘာမောက်ကိုဒါလေချောင်းတွေကလည်းကက်တယ်ဒုံးတွေဘုံးတွေနဲ့လည်းကက်တာရှိတယ်เนาะဘုံးဒုံးတွေဘုံးတွေနဲ့လည်းကက်တာရှိအဲ့ဒီမှာတိုက်နေတာကတမ33လို့တမ90လို့ ပြီးတော့ဒီအဆက်နေရှမ်းဒီပြည်သူစစ်တို့ပေါ့ပြည်သူစစ်တို့ပေါ့အဲ့မှာကောင်းကောင်းကျွေးနေတာကိုကျွန်တော်တို့တွေ့ရှိတာเนาะအဲ့တော့အဲ့ပြီးတော့ကျွန်တော်တို့ဒီကချင်ဘက်ကိုဆက်ပြောလိုက်မယ်เนาะကချင်ဘက်ဆက်ပြောလိုက်အဲကချင်မှာခေါလံဘူးဒေတာမှာခေါလံဘူးဒေတာမှာဒါလန်7မှာဒါလေချောင်းတွေနဲ့လည်းဒီနေ့တရဇက်တုတ်တင်တာကိုကျွန်တော်တို့တွေ့ရှိရတယ်เนาะ လေချောင်းတွေနဲ့တရဇက်တုတ်တင်တာကိုတွေ့ရှိရတယ်ဗမော်မှာလည်းပဲလေချောင်းတွေနဲ့တုတ်တင်နေတာကိုတွေ့ရှိရတယ်နော်ဝိုင်းမော်လည်းပဲအဲ့လိုပဲရွှေညောင်ပဲမဲ့လည်းအဲ့လိုပဲအဲတောက်လျှောက်ဒီနေ့လည်းတိုင်ပွဲတွေတော်တော်ကောင်းတယ်လို့ကျွန်တော်တို့ကြားသိရတယ်နော်ဒီကချင်ပြည်တဲ့ဘက်မှာလည်းတက်မတော်ရဲ့ထိုးစစ်တွေကအမှန်တန်ကောင်းတယ်လို့ကျွန်တော်တို့ကြားသိရတယ်တက်မတော်ရဲ့ပေးစားမှုကတော့မရှိဘူးလို့ကြားသိရပြီးတော့ကျွန်တော်ကြံတာတွေကလည်း တဲ့တည်ဆောင်မှာလည်းလည်းများမယ်ထင်လို့ကျွန်တော်ဒုတိယတစ်ဖိုင်နဲ့ထပ်တည်ဆက်ပေးမယ်เนาะ။ဒါဆိုတော့အခုဒီစစ်မှုထမ်းအပတ်စဉ်ညီလေးတွေဟာစက်တလပိုင်းမှာဆိုလို့ရှိရင်သူတို့တာဝန်ပြီးဆုံးတော့ပြီးဆုံးပြီပေါ့။တာဝန်ပြီးဆုံးတဲ့အခါမှာအယောက်2000ကကျော်လောက်ကသူကဟိုပေါ့။ဟိုနေနေရတာ။အဲသူရဲကောင်းအဖြစ်တည်ပေါ့เนาะ။အစင်းတို့ jump promotion ပေါ့။ရာထူးတို့တွေရတာလေဒါမျိုးစ။ရာထူးတို့ရတာလေပညာလေးနည်းနည်းတက်တယ်ဆိုအရာရှိ officer ဖြစ်နိုင်တယ်။ပြန်နှံဝင်အရာရှိတွေပြန်ဖြစ်နိုင်တယ်။ ဲ့တော့သူတို့ကဆက်လိုက်တောင်းဝင်ထမ်းဆောင်နေတယ်ထမ်းဆောင်ဝင်မထမ်းဆောင်နဲ့ထွက်လိုက်တောင်းပါထွက်တဲ့ညီကိုတွေကိုတက်တော်ဘက်ကပါပြအလောက်ကဲ့အခွင့်အရေးရရှိဖို့အတွက်ကိုဆက်လက်ပြီးတော့ဆက်လက်လှုပ်ဆောင်ပေးပါရှိတယ်အဲ့တော့တက်တော်ဘက်မှာရှိနေတဲ့တက်တော်သားတွေပြည်သူစစ်မှုထမ်းညီငယ်လေးတွေကဘာဖြစ်လဲဆိုတော့နောက်တစ်ချိန်မှာအနာကက်ကဲ့သူရဲကောင်းတွေဆိုတာတကယ်တိကျမှာဟိုဘက်ကကြတော့တီလိုက်ကြတဲ့အကြမ်းဖက်ဘက်ကခွေးတွေနော်အကြမ်းဖက်စစ်ခွေးတွေတော်တော်တည်ကြတယ်အဲ့ဒါဘာဖြစ်လဲဆိုတော့ PDF တို့ AA တို့ KIA တို့ KNL တို့ MND တို့အမျိုးစုံဒီဘက်ကမြန်မာတပ်မတော်ကဒါဒိုင်းနာပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့မြန်မာတပ်မတော်ကဒါဟိုနောက်ဆုံးပြအာခန္ဓာကိုယ်ဆုံးလုံးရသည်ဖြစ်စေနောက်ကအသက်ဟိုပေးဆက်ပြီးတော့တိုင်းပြီးတော့ကာကွယ်သည်ဖြစ်စေတံမိုးရှိရှိနဲ့တံမိုးတီတီနဲ့เนาะအဲဒါအိုအိမ်နေရာတိုက်တာအဆောင်တွေအကုန်လုံးရရှိတယ် တဖက်ကကြတော့ဘာဖြစ်လဲဆိုခွေးဒီလူပဲဖြစ်တယ်ခွေးဒီလူပဲတည်တယ်သူတို့ရဲ့အာဟုသွားသူတို့ပြောတဲ့ရှစ်ခွေးဆိုတာသူတို့မှတကယ်ရှစ်ခွေးတွေဖြစ်သွားပြီးတော့မှလုံးဝတန်နေမိတည်တာသွားတဲ့ခွေးတစ်ကောင်လုံးတော့တန်ဖို့မရှိတဲ့ဟာမျိုးတွေကိုကျွန်တော်တို့တွေ့ရအခုညီငယ်လေးတွေဒီ7လပိုင်းလောက်ဆိုလို့ရှိရင်7လပိုင်းထဲမှာပဲသူတို့တာဝန်တွေပြီးဆုံးကြမှာပေါ့ပြန်ကြလာမှာပေါ့အဲ့ချိန်မှာအောင်ပန်းနေစင်နာကိုပြင်တွေ့ရပါအောင်မလို့ပြောရင်အားလုံးကျမ်းပါစေကြောင်းကိုစုမကောင်းတောင်းပါတယ်ဗျာ အမျိုးတွေကောင်းတော့လက်ခင်ပါဗျဒီနေ့က28ရက်ဆယ်လာပိုင်း2000တဲ့မှ25ဖြစ်ပါတယ်ဗျဒါတရားဝင်ဒီနေ့ဆိုလို့ရှိရင်ဒီလူကိုအလုံးကျွေးပြုမယ်ဒီလူကိုလက်တွေ့အကောင်အထည်ဖော်ကြမယ်လေဓမာလာလက်တွေ့ဓမာလာဆိုတာကိုပြမယ်နော်မြန်မာနိုင်ငံရဲ့ ဒါရွေးကောက်ပွဲကာလအချိန်တရားဝင်မက်ဆီရုံးရေးကာလအချိန်ကိုဒါရောက်ရှိလို့လာခဲ့ပါပြီဗျာနော်လွတ်တော်အမတ်တွေလည်းသူတိုင်းတာနဲ့သူသူဟာနဲ့သူသူဆန်းစားနဲ့သူဒါပြောမှာဖြစ်ပါနော်ဒီသူမက်ဆီရုံးကြတော့မှာဖြစ်ပါလေဗျာဦးဇင်းတော့ကတော့ဦးဇင်းတို့ခြိုက်တဲ့လွတ်တော်အမတ်တွေရှိတယ်နော်ဦးဇင်းတို့ ြည်သူတွေအကြိုက်ကိုဦးဇင်းတို့ရွေးချယ်ပေးမဲ့မတ်တွေရှိတယ်ပေါ့နော်မတ်တွေရှိတယ်ဒါဦးဇင်းတို့ကတော့တယောက်ကိုရွေးပြီးဆိုရင်တော့တို့တို့ရဲ့တမန်ကြောင်းနေတို့တို့ဟိုဟာတွေနဲ့တော့ဒါပြောပြမှာပါပဲဗျာနော်အဲ့တော့ပြည်သူတွေအနေနဲ့ကလည်းအချို့ကပြောတယ်ဗျဆရာနာရှင်အာနာရှင်ဟိုဟိုဟာပေါ့မကြိုက်ဘူးမကြိုက်ဘူးအာနာမကြိုက်ဘူးဆိုတော့တမန်မကြိုက်ဘူးပြောကြတယ်ဗျာသူကမကြိုက်လဲမကြိုက်ဘူးလဲပြောနေရဲ့ဗျာဟုတ်လား ရုပ်ောက်ပွဲကိုလည်းဖျက်လို့ဖျက်စီးလုပ်နေတဲ့သူတွေလည်းရှိကြတယ်ဗျ။အမျိုးမျိုးနဲ့ဒါကတော့ပြည်သူများအနေနဲ့ခင်ဗျားတို့ကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေပေါ့ဗျာနော်။တကယ်ဒီမိုကရေစီကိုလိုလားတယ်။လွတ်လပ်မှုကိုလိုလားတယ်။ဆိုရင်တော့ရုပ်ောက်ပွဲကိုခင်ဗျားတို့လက်ဟိုပါပေါ့နော်။ပြည်သူများအနေနဲ့ပြည်သူတရားအနေနဲ့ဒါမဲပေးကိုမဲကိုပေးကိုပေးရမှာဗျာနော်။ဒါမှသာလျှင်ဆွတ်တော်ထဲမှာ ကိုလိုကိုပြောချင်တဲ့စကားတွေကိုဖြစ်ချင်တဲ့အရာတွေလွတ်တော်ထဲမှာကိုရွေးချယ်ပေးလိုက်တဲ့အမတ်တွေကိုအစိုးတင်တွန်းခိုင်းလို့ရပါတယ်ဗျာအစိုးတင်တွန်းခိုင်းလို့ရပါတယ်ဒါဦးဇင်းတို့ပြည်ဦးလွင်မှာဆိုလို့ရှိရင်ဟုတ်လားပြည်သူလွတ်တော်အမတ်ကတော့ဒါကိုကျော်မြတ်ထွန်းဦးနော်ကိုကျော်မြတ်ထွန်းဦး ဒီတိုင်းလွတ်တော်ကတော့ကိုဝင်းစော်ဦးလားမတူဘူးဗျနော်ကိုဝင်းစော်ဦးဒါတရားလွတ်တော်ရှင်းနေပေါ့နော်ပြည်ဦးလို့မှာဆိုလို့ရှင်ဒါအမတ်တွေပြမျိုးမျိုးရွေးချယ်ထားတယ်အဲပြည်ဦးလို့ရအမတ်တွေကိုလည်းဦးဇင်းတို့ကမနေ့ဖြစ်မှာတူဦးချင်းဒီမက်ကဘလို့ဒီမက်ကဘလို့ရှိရရှိရဆိုတာဦးဇင်းတို့ဒါဗီဒီယိုပြောပြပေးဗျနော်အလုံးလဲပြည်ဦးလို့မျိုးလိုမျိုးဒါတော်တော်များများဒီအမတ်တွေရဲ့အကြောင်းတော့တီးပြရရနော်ဆိုတော့ဒါခင်ဗျားတို့မသိရင်တော့ဒါဗိုလ်ချုပ်မြတ်ထွေးဦးရဲ့ဟိုအကြောင်းဝင်ခင်ဗျားတို့ဗိုလ်ချုပ်ဗိုလ်ချုပ်ကြီးပေါ့နော်ဗိုလ်ချုပ်ကြီးမဟုတ်ဘူးဗိုလ်ချုပ်ကြီးငိမ့် ရင်းဖြစ်သွားပြီနော်ဘူโจကြီးသူပြန်လုံးလို့မရတော့ဘူးနော်ရင်းဖြစ်သွားပြီအတူကြောက်တယ်ပါနော်ဦးဇင်းတို့ဒါပြည်ကြီးတွေဝင်มาဆိုလို့ရှိရင်ဒါလူငယ်တွေပါလာတယ်ပြည်ကြီးတွေမန္တလေးပြည်ကြီးတွေဝင်มาဆိုလို့ရှိရင်တင်မျိုးဝင်ပေါ့နော်ဒါလူငယ်လေးဒါပညာရက်ရည်ချင်းလဲတကယ်ရှိတဲ့ကလေးတယောက်ပါဒါဦးဇင်းတို့သူတို့ဒီကလေးတွေနဲ့ပတ်သက်ပြီးဆိုတော့ဦးဇင်းတို့ကပြည်သူကိုအာမခံရတယ်ဗျ။ဘာလို့ပြည်ကြီးတွေကပြည်သူတွေကိုအာမခံရတယ်။ဘာလို့ဒီကလေးတွေ လွတ်တော်အမတ်ဖြစ်ဖြစ်သွားခဲ့အေဖြစ်သွားရင်ပေါ့နော်ဒီကလေးတွေရဲ့အမားဆိုလို့ရှိရင်ဦးဇင်းတို့ခေါ်ဆုံးမှပြီးမှလောရဲတယ်ပေါ့ရှာရဲတယ်ခေါ်ဆုံးမှပြီးမှနော်ပြည်သူကိုမလေးမစားပြည်သူကိုအနိုင်ကျင့်တဲ့စကားလုံးမျိုးတွေပြောလာတယ်ဆိုတော့ကိုကလေးတွေရှိွာဖြစ်တဲ့အတွက်ကြောင့်သူတို့အရေးချင်ဝင်လဲကိုဦးဇင်းတို့ကတိနေတဲ့အတွက်ကြောင့်ပါနော်ဒါဆိုရင်အဲ့ကလေးဆိုရင်ဒါကြက်ခိုင်းရနေဒါဝင်ပြိုင်မှာဖြစ်တယ်နော် လူရင်းတို့ချင်းကတော့ဦးဇင်းတို့ပြောချင်တာကတော့ဒါရွေးကောက်ပွဲကာလမက်ဆီယိုသေးကာလမှာဦးဇင်းတို့ကဒီလို အမတ်တီတော်တော်များများကိုဦးဇင်းတို့ကပြောပေးတဲ့ဆိုတာကဖုံးကြီးနဲ့တော့မဆိုင်ဘူးဒါပေမဲ့ပြည်သူတွေအတွက်အနေနဲ့ဟုတ်လားအရွေးမားမားဆိုလို့လူသူတို့တွေရဲ့အကြောင်းတွေကိုဦးဇင်းတို့ကပြောပြခြင်းဖြစ်တယ်ဗျာနော်အရွေးမားမားဆိုလို့ပါဗျာနော် ကိုရွေးချယ်ပေးလိုက်တဲ့အမတ်တယောက်ဟာ တကယ်ရောအတိတ်ကပြည်သူပေါ်မှာတကယ်ရောကောင်းခဲ့တယ်လားပြည်သူပေါ်မှာတကယ်ရောအလုံးကျွပြုခဲ့တယ်လားပြည်သူပေါ်မှာတကယ်ရောမေတ္တာတရားရှိတယ်လားအခုမှပေါ်လာတာလားပုံစံမျိုးပေါ့ဗျာဥပမာဆိုကြပါစို့ NLD မှာလွတ်တော့ NLD မှာငါးနှစ်တကာလအုပ်ချုပ်သွားတဲ့အခါမှာပြည်သူတွေမဲပြေးမှားခဲ့လို့ပြည်သူတွေရွေးချယ်ခဲ့တဲ့အမတ်တရားဒေါအောင်ဆန်းစုကြည်တယောက်တည်းကိုကြည်ပြီးမှ သေးတဲ့မသမြင်မှုမှာဆိုရင်သေးတဲ့မသားဝင်းပြိုင်နေကြဝင်းပြိုင်နေဆိုတော့သေးတဲ့မသားလည်းနိုင်သွားတယ်ဗျာဟောထိကြိုင်တို့မှာဆိုရင်ပညာရေးချင်းလေးတန်းဗျာဟုတ်လားဦးဇင်းတို့ပေါ့မြုံနယ်မှာဆိုလဲဒီတိုင်းမှာတော့ဒီတိုင်းမှာမတ်တွေသူပေးခဲ့တယ်သူတို့ဟုတ်လားပေးခဲ့တယ်ဒါပေးခဲ့တဲ့အမတ်တွေအလုံးတုံးတယောက်မှမကြခဲ့ဘူးဗျာဘာဖြစ်လို့လဲပြည်သူကဒီအမတ်တွေအကြောင်းတိတိကြီးနဲ့ဟုတ်လားဟိုကဥမာဆိုကြပါဆိုဦးဇင်းတို့ပေါ့မြုံမှာအဲ့တော့ဆိုလို့ရှိရင်အမတ်ရက်ခိုင်ရဥက္ကမောင်ညိုနော် န်ဒီကပြည်သူ့တော်မတ်ကရဲထွင်းဝင်းနှစ်ယောက်ပတ်မြုံနဲ့တနယ်လုံးကဥခမောင်ညိုကောင်းတယ်ဆိုတာကိုတည်တယ်ဥခမောင်ညိုအရေးချင်းရှိတယ်ဆိုတာကိုလည်းတည်တယ်ဥခမောင်ကြီးလောက်ရည်ကံရင်ရှိတယ်ဆိုတာကိုလည်းအားလုံးပြည်သူတွေကလက်ခံတယ်ဒါပေမဲ့ရဲထွင်းဝင်းဒီလူမှုရေးမရှိဘူးဆက်ဆံရေးမရှိဘူးလူထုနဲ့လည်းမရှိဘူးတကယ်လူ့กว่าသာပေါ့ဗျာဘာအရေးချင်းမှမရှိတဲ့ကောင်တယောက်ဆိုတာကိုလည်းပြည်သူလူထု NLD တော့တော့မသိတယ်ဒါပေမဲ့ ပါတီကိုပဲတူတူကမဲပေးခဲ့တာလေလူကိုပေးခဲ့တာမှမဟုတ်တာအဲ့တော့ပါတီကိုမဲပေးခဲ့တဲ့အတွက်ကြောင့်ပေါ့မြုံနယ်ကြီးမှာတိုးတက်မှုလည်းမရှိခဲ့တယ်လို့ဟုတ်လားဒီလိုခုပေါ့မြုံနယ်မှာကျန်းဖက်မှုတွေရရဲထွေးဝန်းတို့ရဲ့ဟွာတွေပါတယ်เนาะအများကြီးပါတယ်เนาะအများကြီးပါတယ်ဒါလေးကိုလည်းပြည်သူတွေပြောကြင်တာဗျာเนาะအဲ့တော့ဥစဉ်တို့ကြတော့အဲ့တော့ဘာပြောခဲ့လဲပါတီကိုမကြည့်နဲ့လူကိုကြည့်လို့ပြောခဲ့တယ်ဟုတ်လားပေါ့ကူတော့ကတခါတလေဥဒိမ့်စိန်အကြောင်းခဏခဏပြောတာနော်တဲ့ ဥတိန်စိန်ကိုကျုပ်ကအပြင်မှာတွေ့လဲမတွေ့ဘူးမြင်လဲမမြင်ဘူးဒါနဲ့သူ့အရေးချင်းကိုဥစဉ်ကတည်တယ်သူပြည်သူပေါ်မှာထားတဲ့မေတ္တာတရားတိုင်းပြည်ပေါ်မှာထားတဲ့မေတ္တာတရားကိုဥစဉ်ကတည်တယ်ဘာဖြစ်လို့ဥစဉ်ကတည်ရလဲသူလောက်ရေကြိုင်ကောင်းခဲ့တယ်လောက်ရေကြိုင်ချင်းရှိခဲ့တယ်သူ့ရဲ့ဟာသူအရေးချင်းရှိတဲ့လွတ်တော်အမတ်တွေကိုရွေးချယ်ခဲ့တယ်ဟိုတလောကဥစဉ်ကွန်မန်းထဲမှာဖက်လိုက်တယ်တမတော်ပါတဲ့ ်တမတော်မှာတုံ့စာမရတဲ့တူတွေကိုတဲ့ပြည်သူအလုံးပဲအမတ်ပြခိုင်းနေပေါ့နော်တမတော်ထဲမှာအားကိုးလို့မရတဲ့တူတွေတမတော်ကအဲ့လူတို့တမတော်ထဲမှာတကယ်အားကိုးအားထားရတဲ့အရေးချင်းရှိတဲ့ပြည်သူကိုတကယ်အလုံးအကျွေးပြုနိုင်တဲ့တိုင်းပြည်ကိုတကယ်ပြုပြင်ပြောင်းလဲပေးနိုင်တဲ့ပုံစံတွေကိုရွေးချယ်ပြီးမှအမတ်ပြန်ခိုင်းတာဘာလို့လဲခင်ဗျားတို့အားလုံးဒါသိဖို့လိုတယ်နော်ဒါလေးကိုသဘောပေါက်ဖို့လိုတယ်နော် ေချင်းရှိတဲ့လူတွေကိုပဲရွေးချယ်ခဲ့ခြင်းဖြစ်တယ်ရေချင်းမရှိတဲ့လူတွေကိုထားခဲ့တာပေါ့နော်ဒီဘုရုပ်ကိုဒီဒီဟောင်းကနေကြောင်းလိုက်တယ်ဆိုတာလေဟုတ်လားမဟာအောင်မြေမှာဆိုလို့ရှိရလေဒါဘုရုပ်တေဇာကျော်တို့ဘုရုပ်ကြီးတေဇာနော်တေဇာကျော်တို့ဝင်ပြိုင်မယ်နော်အဲ့တော့မဟာအောင်မြေမှာအခြေခံလူသားသားများအနေနဲ့ကလည်းမပိုင်ဝင်လေ့လာပါခင်ဗျားတို့ခုရင်ဆိုင်နေရတဲ့အရာတွေအောင်မြေမှာလိုက်မယ်ပြည်ကြီးတကွရခင်ဗျားတို့ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို ဒါဥစဉ်တို့ကိုယ်တိုင်ကလည်းဒီအလွတ်တော်အမတ်တွေကိုတကကြီးဒလူဒလူရှိတယ်ဒါကတော့တကကြီးနေထားကလူတို့တွေနှစ်ပေါင်းဘလောက်နေလာပြီအပြောင်းလဲတစ်ခုကိုဥစဉ်တို့ပြောင်းလဲတော့လွတ်တော်တဲ့ဒီရောက်ဥစဉ်တို့ပို့ပေးနိုင်တယ်ပြောပေးနိုင်တယ်ဘာလို့ပြောပေးနိုင်တာလဲကိုကဒီအလွတ်တော်အမတ်တွေကိုဥစဉ်တို့တွေကပြည်သူတွေကိုချပြခဲ့တဲ့အတွက်ကြောင့်ပြောပေးနိုင်တာကိုပြောပေးတဲ့အမတ်တွေပြည်ဦးလွင်မှာလည်းထုံနီးတူစွာပဲဟုတ်လားအဲ့ဒီရှိရှိဦးဇင်းတို့အဲ့လွှတ်တော်အမတ်တွေကိုပြောရဲတယ်ခင်ဗျားတို့ဒလိုဒလိုခင်ဗျားတို့ပြည်သူတွေကမဲပေးတယ်ဆိုတာခိုင်းအောင်လုပ်ပေးတာ ခမရတို့လွတ်တော်ထဲမှာအငြိမ်းစားလာကကျူပြီးပြည်သူလာတာနိုင်ငံတော်လာတာကိုထိုင်းဆောက်ပေးတာမဟုတ်ဘူးခမရတို့ကိုပြည်သူကိုအလုံးအကျွတ်ပြုစေခြင်းနဲ့အတွက်ကြောင့်ခမရတို့ကိုမဲပေးခဲ့တယ်ဆိုတာကိုဥစဉ်မာမာထန်တန်သူတို့ကိုတုတ်ပြပြီးမာမာထန်တန်ပြောလို့ရပါတယ်ပြောလို့နော်ပောက်ကူတော့ဒီ28 28ရဲ့ဆယ်လာပဲ2025ပောက်ကူတော့ပြောတဲ့စကားပောက်ကူတော့အမတ်ခဲတယ်နော်အဲ့တော့ဥစဉ်တို့ပြည်သူရွေးချယ်ရမယ်လွတ်တော်အမတ်တွေကိုခမရတို့ကြိုက်တိဖြစ်စေမကြိုက်တိဖြစ်စေ ပေးခြင်းပေးမပေးခြင်းတွေပေါ့ဒါပေမဲ့ဦးစင်းတို့ပြည်သူအတွက်ကိုအမတ်တည်းအောင်တယောက်ချင်းစီကိုဦးစင်းတို့ချပြပေးမှဖြစ်ပါလေကအားလုံးပါပါလေကြာ